ကဲမင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ပြီးခဲ့တဲ့ပတ်ကတော့ဗောနော်ကျွန်တော်အနေနဲ့20ဒီ site ဒီမှာတော်တော်မှန်မှန်လုတ်ပေးနိုင်တော့ညလဲကျွန်တော်တို့ပေါက်ကနန်းမှာတော့လောက်လောက်ငန်းငါဖြောင်းတော့မပေးနိုင်ခဲ့ဘူးဗောနော်နောက်ဆုံးနေ့ရဆိုလဲဒီတိုင်းပဲเนาะကျွန်တော်တို့ကဒီအပေါ်အောက်ကိုတွဲလိုက်တယ်ဒါပေမဲ့သူကဒီ၃ညကိုပဲဘိုင်ဆွဲသွားတယ်၃ည၈ဟုတ်လား၃ညထိတ်လည်းမှန်တယ်၃ညကြီးလည်းမှန်တယ်ဘရိတ်ကလည်း၈ဘရိတ်ဆိုပြီးမှန်တယ်เนาะအဲ့တော့ကျွန်တော်တို့က ဒီသဘောမှာပါနှစ်ခွန်တောင်ညာနဲ့ဒီပရိန်းနဲ့ကတ်လိုက်ရင်တော့ကျွန်တော်တို့အောင်းနိုင်တာပေါ့နော်ဒါပေမဲ့ကျွန်တော်ကတ်ခလီတွေကလွဲမှားနေတာလေးကိုကျွန်တော်အနေနဲ့ဟိုမှာဖြစ်တယ်ပေါ့နော်ကဲနောက်တစ်ခုကဒီဒီတန်းလေးဒီတန်းလေးဆိုတာလေတရှိထွက်တယ်63ထွက်တယ်နောက်တစ်ခါ63ပြန်ထွက်တယ်နော်ဒီကောင်ဆိုရင်လည်း3ချိန်ပေါ့နော်သူ့ရဲ့ဟိုပြန်ပြန်ကနန်းအကြပါပါဆို3ချိန်အောင်ခဲ့တယ်ပေါ့နော်အဲကဲအဲ့တော့ကျွန်တော်ဒါလေးတွေတော့ပဲကျွန်တော်အနေနဲ့လုပ်ပေးနိုင်တယ်ဟိုဘိုက်ပါပတ်တီးသမားတွေကတော့တော်တော်လေးအောင်ခဲ့ကြတယ်ပေါ့နော် တလုံးနဲ့ပတ်တိသမိုင်းလည်းအောင်ခဲ့တယ်ဟုတ်လားအမပိုက်ပိုက်ပါပတ်တိအုပ်စုလောက်ပဲကျွန်တော်ကကျွန်တော်အဲ20 site နဲ့ပတ်တိ site လောက်ပဲကျွန်တော်ကနိုင်နေတယ်လို့ပြောရမလို့ဖြစ်နေအဲ့တော့ကျွန်တော်20လေးစရရအောင်20လေးစမယ်ဆိုရင်ဘယ်ကစမလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်ဘယ်ကစမလဲဆိုရင်33ညနေစမယ်33ညညနေပိုင်းမထွက်ဘူးเนาะအဲ့အဲ့ပင်ကစနိုင်မယ်เนาะအဲ့တော့ဘာအောင်လဲဆိုတော့ဒီလိုမထွက်ပင်လေးပါကျွန်တော်က တွက်ပြတာဘယ်လိုတွက်တယ်လဲဆိုတော့သိအောင်လို့နော်အမှ339တဲ့နော်339ဒီမှာမထွက်ပါဘူးနောက်တစ်ခါ439 439 339 1 3 339 1 3ဆိုပြီးဒီလိုမျိုးရှိတယ်ကျွန်တော်တို့ယူရိုးယူစင်ကဒီကောင်ခဏထားမယ်နော်ကျွန်တော်ဒါပြီးတော့မှတွက်ပြမှာနော်အဲအောက်ကပြန်ထပ်ပြီးတွက်လိုက်မယ်၄၃၁၄

်ဖြတ်ခဲ့ရင်ငါတို့ဘယ်လိုတွေ့ရမလဲဆိုတာမသိမှဆိုလို့နော်တို့ဘယ်လိုတွေ့မလဲဆိုတဲ့အခါကျဒီ၄ရဲ့တဲ့ဒီ၁ရဲ့တဲ့ဒီ၉ရဲ့ပါပေါင်းလိုက်တဲ့အခါကျတော့၄ရဲ့၁ရဲ့ပေါင်းတော့၅၅ရဲ့၉ရဲ့ပေါင်းတော့၄ပါတဲ့နော်၄လေ၄ရဲ့ပါဝါ၉ လေးရက်နှစ်ခက်ကနှစ်လေးကိုနှစ်ဆိုတဲ့ဂီသုံးလုံးဒီအပင်မှာထွက်ရမယ်တဲ့နော်လေးကိုနှစ်ဆိုတဲ့ဂီသုံးလုံးဒီအပင်မှာထွက်ရမယ်အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့တရှိမအောင်ပါဘူးရှစ်လေးတဲ့ရှစ်လေးမှာကျွန်တော်တို့ဒီမှာလေးတလုံးထိပြီးအောင်ခဲ့ပါတယ်ဗျာနော်အဲ့ဒီလိုပဲတကယ်လို့ကျွန်တော်တို့ဒီလိုမျိုးမထွက်ဘူးဆိုရင်ဒီနေရာမှာကျွန်တော်တို့ဘလက်ဖြစ်နေတဲ့အတွက်ဒီနေ့မှာ၃ညလို့သဘောထားမယ်နောက်တစ်ခါ၉ရက်နှစ်ကပေါင်း၁ တည့်ရဲ့ပါဝါက6တည့်ရဲ့နခက်ကရှိတည့်6ရှိလို့ကျွန်တော်တို့ကကောက်မယ်နော်ဒါကျွန်တော်တီအောင်လို့ကျွန်တော်ပြောပြရတာเนาะအဲ့တော့ကျွန်တော်တို့ကဘာထွက်သွားလဲဆိုအဲ့ဒီပြင်မှာတော့6ခွန်9နှစ်ဆိုပြီးဒီလိုမျိုးထွက်တယ်အဲ့မှာ6ခွန်မှာကျွန်တော်6သလုံးထိပြီးအောင်ခဲ့တယ်เนาะအဲ့ဒါလေးဟို20လေးကိုကျွန်တော်ကအသေးချာချာဒီနေရာလေးနဲ့ကောက်ပြီးတော့ကွက် ွက်ပြီးတွက်ပြသွားလို့ရတယ်เนาะတော်တော်ညာလေဟိုတကယ်လို့ဒီလိုမျိုးတွေထွက်လာခဲ့ငါတို့ဘယ်လိုတွက်ရမှန်းမသိဘူးဖြစ်မှာဆိုလို့ပါเนาะအဲ့တော့69ရေဒီမှာကတော့84ရေဆိုပြီးဒီလိုမျိုးအောင်ခဲ့ပါတယ်ကဲအဲ့တော့ကျွန်တော်နောက်တစ်ပြုံတက်ပါမယ်ရှင်း9 9နှစ်ရှင်း9 9နှစ်ရှင်း6 6နှစ်ရှင်း6 6နှစ် ၄တုံညာ၃ညာ၃ညာ၄တုံညာ၃ညာ၃ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါဗျာအဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီနှစ်ကဲဒီ6ရဲ့ပေါင်းတော့8ဒီ3ညာနဲ့ပေါင်းတော့လေ8ပါပဲတဲ့8ရဲ့ပါဝါ3 8ရဲ့နှစ်ခက်က1 3 8 8 3 1ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာကြီးထွက်သွားလဲဆိုတဲ့အခါကျတော့1 5တဲ့1 5မှာ1တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ရှစ်6တဲ့ရှစ်6မှာလဲကျွန်တော်တို့ရှစ်တလုံးထိပ်ပြီးညာရောမနေ့ကောအောင်ခဲ့ပါတယ်အမျိုးတို့ ဲနောက်တစ်ပြန်တွက်ပါမယ်6953 6953 6955 6956 5456ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ3ရေဒီ1ကပေါင်း4 4နဲ့5နဲ့ပေါင်း6ပါတဲ့ကိုကိုရဲ့ပါပါလေးကိုရဲ့နှက်ခက်က6 6 4 6ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲ့ခါကြတော့ တစ်ခွန်နဲ့မအောင်ပါဘူးဗျခွန်လေးခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့လေးတလုံးထိပြီး အောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျတွေ့ရတာဒါကြီးကလိုင်းဖြစ်တယ်ကဲနောက်တစ်ပြင်တို့ပြပါမယ်3866 3866လေးလေး၃ည၃ည၄၄၃ည၃ည၃ည၅၃၉ 3953ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်6ကဲ3ညရဲ့ပေါင်းတော့6 3နဲ့ပေါင်းတော့9ပါတဲ့9ရဲ့ပါပါ၄9ရဲ့နှက်ခက်က6 9 4 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့3ည8 3ည8တဲ့မအောင်မအောင်ဗျ2 4နှစ်လေးတဲ့နှစ်လေးမှာတော့လေးတလုံးထိပ်ပြီးကျွန်တော်တို့အောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ပြန်တွေ့ပါမယ်။ နှစ်3 6 9 2 3 6 9နှစ်ခွင်83နှစ်ခွင်83 996ခွင်996ခွင်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရထားပါတယ်အဲ့ဒါထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်9ရဲ့8ကပေါင်းတော့ခွန်ခွန်ရဲ့6ကပေါင်းတော့3 3ရဲ့ပါဝါ8 3ရဲ့နှစ်ခက်က9 3 85ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့9 5တဲ့ ကိုငါမှာကိုငါတလုံးထိပ်ပြီးအောင်ခဲ့ပါတယ်ခွန်လေးတဲ့ခွန်လေးမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ခဲနောက်တစ်ပြင်ကိုတွက်ပါမယ်ဒါကတော့ကီးတွက်နီတီတွေကိုပဲကျွန်တော်ပြခြင်းဖြစ်ပါတယ်နော်လေး၃၉၈၉၈၁၁၄၈၁၁၄၈၆၃၉၉၆၃၉၉ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ၈ကဲဒီ၄ရဲ့ပေါင်း နှစ်နှစ်နဲ့ဒီ6နဲ့ပေါင်းတော့1 1ရဲ့ပါဝါ6 1ရဲ့နှက်ခက်က8 1 6 8ဆိုတော့ဂီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့တရှိတရှိတဲ့ဟောတရှိမှာတကော၈ကောထိပြီးတော့အခွေအနည်းနဲ့ထွက်ပါတယ်တတတဲ့တတမှာလည်းတတလုံးထိပြီးတော့ညာအောင်မနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံးတပါမယ်ကိုလေး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  လေးကိုခွန်လေးနှစ်သုံး63နှစ်သုံး63ဆိုပြီးဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တက်မယ်ဆိုရင်4ရဲ့ခွန်ရဲ့ပေါင်းတော့1 1တက်ကဲ6ရဲ့ပေါင်းတော့ခွန်နဲ့ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှစ်ခက်က3ရခွန်နှစ်3ရဆိုတော့ဒီသုံးလုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့2 9တဲ့ဟော2 9မှာ2တလုံးထိပြီးအောင်ခဲ့ပါတယ် လေးတုံညာရယ်လေးတုံညာမှာလဲတုံညာတလုံးထိပြီးတော့ညာရောမနေ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့ဒါဆိုရင် ကျွန်တော်တို့ကတနင်္လာနေ့အတွက်ကိုထုတ်လိုက်ကြအောင်တရှိတခွန်တရှိတခွန်လေးကိုခွန်လေးလေးကိုခွန်လေးတုံညာရှိ63တုံညာရှိ63ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီခွန်ရယ်ဒီခွန်ရယ်ပေါင်းတော့၄ဒီ6နဲ့ပေါင်းတော့ 3ညတဲ့နော်3ညရဲ့ပါဝါ5 3ညရဲ့နှစ်ခါကခွန်3ည5ခွန်ဆိုတော့ကီး3လုံးဒီဘက်မှာထွက်ရမယ်တဲ့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့ကျွန်တော်တို့ထုတ်ကြည့်လိုက်ရအောင်ကီးထိတ်ကီးကီးထိတ်ကတော့တောက်ကြနေရလဲမှန်ခဲ့တယ်နော်ကီးထိတ်ကတော့ဗျာတပတ်ကိုအနည်းဆုံး5ရက်က3ရက်4ရက်ကတော့မမထန်ထန်အောင်တာယူပါပဲနော်ရပြည့်တဲ့တခါလေးကြအောင်ပါလေနော်ဒါပေမဲ့အနည်းဆုံး ်3ရက်4ရက်ပေါ့နော်3ရက်ဆိုအောင်ရှားပါလေနော်ထားပါတော့ကဲအဲ့တော့မနေ့ကကီးထိတ်ကရှစ်သုံးအဲ့တော့မနေ့ကီးထိတ်က3ရှစ်တစ်ပါတဲ့နော်ခုနကီးရိုးရိုးက395ခွန်395ွန်ကျွန်တော်တို့တော့ထုံးကြံအတိုင်းပဲကျွန်တော်ကစားတဲ့အတိုင်းပဲကစားမယ်339 သုံးခွန်ရှစ်တုံညာရှင်ငါရှစ်ခွန်တစ်တုံညာတင်ငါတစ်ခွန်ဆိုပြီးဒီလိုမျိုးရမယ်အဲ့မှာကျွန်တော် break line break line မှာဆိုရင်တစ်6တစ်6ရှစ် 6ပါတဲ့เนาะအဲ့မှာ16ဒီ main break ဖြစ်ပါတယ်တကယ်အဲ့တော့ကျွန်တော်တို့16နဲ့ပတ်သက်တာကိုကျွန်တော်တို့လိုက်ကြည့်မယ်ဆိုရင်1ဒီ13ည15ဒါပဲရှိရနော်အဲ့တော့ဒီနှစ်ကွက်ပဲရှိတယ်13ညနဲ့15ကောင်းပါတယ်ကျွန်တော်တနင်္လာအင်္ဂါမှာ16တပြားအဆင့်ဆိုတာလည်းရှိတာတော့ကောင်းတယ်နော်အဲအဲ့တော့ကျွန်တော်တို့ဒီနေရာမှာ ကျွန်တော်တို့ ဟွာလေးတွေပေါ့နော်ကျွန်တော်မတ်တပ်မှုတွေလေးတွေเนี่ยပြန်ကြည့်မယ်ဆိုရင်လည်းသူကပြန်ကြကနန်းပြန်ကြကနန်းဆိုတာဒီတစ်ပတ်ပြီးခဲ့ဘက်ကကျွန်တော်6363ဆိုပြီးပြန်ကြကနန်းထွက်ခဲ့တယ်အဲ့လိုပြန်ကြကနန်းထွက်ခဲ့ရင်တဲ့ဒါအကြိုက်တာခွေနော်ကျွန်တော်အခွေလေးတွေပေးတာပဲဖြစ်တယ်နော်နှစ်ခုစလုံးခွေပါဆိုတော့များတယ်နော်မခွေနဲ့ဟာ1 2 6 9 8ဆိုတဲ့အခွေတဲ့နော် လာရမယ်တဲ့နော်နောက်တစ်ခါကျွန်တော်တို့မနေ့ပိုင်း3ည3ည8ဆိုပြီးထွက်ထားတယ်နော်မနေ့ပိုင်း3ည8လို့ထွက်ထားပြန်ရင်လေ1 3ည ခွန်8ဆိုတဲ့အခွေရလဲကျွန်တော်တို့ရှိတယ်တဲ့အဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီအခွေနဲ့ကိုက်ညီတာဆိုရင်ကျွန်တော်တို့အခွေနှစ်ခုသလုံးနဲ့ကိုက်ညီတာဆို89ပေါ့နော်89လေးကိုက်ညီပါတယ်အဲ့တော့89လေးလည်းနည်းနည်းတော့ထည့်ထိုးပါဗျဗျာနော်ကဲအဲ့တော့နောက်တစ်ခါကျွန်တော်တို့ပေးနေကြတန်းပေးနေကြတန်းကဒီတစ်ပတ်တန်းကဗာရတဲ့လဲဆိုရင်အပေါ်တန်းဒီ4 2 3အောက်တန်းဒီ4 6 6တဖြစ်ပါတယ်တဲ့အဲ့ဒီမှာကျွန်တော်တို့ပြန်ကြည့်ရင်3ညာ3ညာ1ဆိုတဲ့ဟာလည်းရှိထားတဲ့အတွက်3ညာ1ဒီပို့ရကျွန်တော်တို့ကောင်းကောင်းမွန်တယ်လို့ကျွန်တော်တို့ဆုံးဟိုပါစဉ်းစားဆုံးဖြတ်လို့ရတယ်ပေါ့နော်အဲ့တော့3ညာ1ကအကောင်းဆုံးအဲအနေနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခါဒီမှာဒီအခွင့်နဲ့ပတ်သက်လို့လည်း3ညာ1ဒီရှိတယ်နော်ဒီခွေနဲ့ပတ်သက်တာတော့မရှိဘူးအဲ့တော့တုံညတက်ကလေးကိုတော့ကျွန်တော်တင်ထိုးကျွန်တော်တင်ထိုးပါမယ်အမျိုးတို့လည်းကြိုက်ရင်လိုက်ထိုးပေါ့နော်မကြိုက်ဘူးဆိုရင်လည်းကျွန်တော်ပေးနေကြတဲ့အတိုင်းကီးထိတ်ကိုကြိုက်ရင်ကီးထိတ်ကိုယူပါ နော်ကီယိုယိုကြရင်ကီယိုယူပါနော်ဗရိတ်ကိုကြရင်ဗရိတ်ကိုယူကစားပါဒါမှမဟုတ်အခွေကိုကြရင်လည်းအခွေကိုယူကစားတန်းလေးကိုကြရင်လည်းတန်းလေးကိုယူကစားပြီးခဲ့တဲ့ဘက်ကတော့တန်းရတော့နော်ပြန်ကြအပါဝင်၃ချိန်အောင်သွားတယ်ပေါ့နော်ဟိုးတပတ်ကလေးပဲပြပူတယ်နော်ကျန်တာတွေကတော့အကုန်လုံးဘက်တိုင်းလိုလိုအောင်နေတာကြီးပဲနော်ကဲဒီကနေ့တော့ကျွန်တော်တင်ဆက်မှုလေးကဒီလောက်ပဲဖြစ်ပါတယ်အားလုံး စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံခြင်းအဖွင့်နေမှာလှလှပပရရပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပြီးဒီကနေ့ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမယ်အဆုံးတက်လိုက်ပါတယ်ဗျာအဲဒီနေရာမှာကျွန်တော်ဆုတောင်းလဲပေးပြီးပြီเนาะဟိုဗီဒီယိုဖိုင်လေးကျွန်တော်တင်ပြီးသွားပြီဒါပေမဲ့ကျွန်တော်နောက်ပိုင်းအဆက်ကလေးပြန်ပြီးလုပ်ပေးခြင်းရတချို့ကကတိကတ္တလိုက်ပြောတတ်လို့ပေါ့နော်ဒါပေမဲ့အမှားလေးတခုကိုကျွန်တော်ကအခုမှပြန်ပြီးတော့စစ်လိုက်တော့တွားတွေ့တယ် ဲ့ဒါကဘာလဲဆိုရင်ねမဒီနေရာမှာကျွန်တော်တို့ခွန်လေးမဟုတ်ပါဘူးခွန်၉ပါเนาะဒါပေမဲ့ခွန်လေးပဲဖြစ်ဖြစ်ခွန်၉ပဲဖြစ်ဖြစ်သူက20နဲ့မသက်ဆိုင်မင်းနဲ့ဖြစ်သွားတဲ့အတွက်เนาะဒါကဟိုရပါတယ်သို့တော်ညာလဲကျွန်တော်တို့အဲ့ဒီလိုမဟုတ်လဲကျွန်တော်တို့ကဏ္ဍလေးတစ်ခုမှားခဲ့ရင်ထောက်ပြတတ်တယ်အာဝေဖန်ရတဲ့အပြစ်ပြောတတ်တဲ့လူတွေရှိရတဲ့ကျွန်တော်ပြောချင်းဖြစ်တယ်တော့ကြဒီမှာခွန်လေးဖြစ်နေတာဟေ့ကောင်ဒီ20ရမှားနေရလို့လုံးမှာစိုးလို့ဒါပေမဲ့လည်းလွတ်လပ်ပါတယ်เนาะသူ့ရဲ့20ရဒီအရှိလုံးဒီရဲ့အရှိလုံးပဲယူပြီးပေါင်းချင်းဖြစ်တဲ့အတွက်ဒီကောင်ကခွန်လေးမဟုတ် ွန်လေးလို့ကျွန်တော်ပထမမှားရေးခဲ့တာအမှန်မှာတော့ခွန်ကိုးပါနော်ကျွန်တော်တို့မှပြန်ရေးတဲ့အခါမှာလေးလို့လို့ကိုးလို့ဖြစ်ပြီးကျွန်တော်လည်းအလွယ်ကြီးလိုက်တဲ့အခါမှာခွန်လေးဖြစ်သွားတယ်နော်ဒါလေးကိုကျွန်တော်ပြောချင်လို့ဒီဗီဒီယိုဖိုင်လေးကိုဆက်ချင်းပဲဖြစ်ပါတယ်နော်ကဲအားလုံးဒီလောက်ဆိုရင်တော့ကျင့်နေကြမယ်ထင်ပါတယ်ဗျာ